အားလုံးပဲမင်္ဂလာပါဒုက္ခ YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့တောင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာကြီးနေဝင်းမြင့်ရေးသားထားတဲ့တာတွန်းဆိုတဲ့ဝတ္ထုတော်ကလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် ခုပြောမယ့်အကြောင်းအရာကတကြီးခေတ်ကဖြစ်ခဲ့တာလေးပါတချို့ကအခုမနေ့တနေ့ကဖြစ်တယ်လို့ထင်မှဆိုလို့ပြောရတာသိထူးထူးဆန်းဆန်းကြီးတော့လည်းမဟုတ်ဘူးလူ9ယောက်နဲ့ကားခဲ့တဲ့တခန်းရဲ့ပြဇာတ်ကလေးတစ်ပုဒ်အကြောင်းဆိုပါတော့တဖန်ကြောင့်ဘုန်းကြီးကရွာစွန်းသိမ်းဘွဲအတွက်အစည်းအဝေးခေါ်တယ်။သွားကြရတော့တာပေါ့။တနေ့လုံးကကြီးညိုတဲ့ဆရာတော်ကြီးကိုတဖန်ကြောင့်ကမျိုးမဟုတ်တော့ရွာထဲကအပိုင်ပိုင်ကလေးတွေအဆူလေးတွေကိုရက်ွက်လို့မခေါ်တော့ဘူး။အဆူတဲ့။ကြောင်တဲ့ ထားပါတော့လေဂျောင်းပဲသဖန်းဂျောင်းမှာဂျောင်းငါးခုရှိတယ်လက်ခုတ်ဂျောင်းနဲ့အလူလေးဂျောင်းနဲ့ဘောကဂျောင်းနဲ့မျိုးမတဲ့မင်းလန်းနဲ့မျိုးမနဲ့မင်းလန်းကနည်းနည်းအလေကြပြီးတော့ပတ်စံရှိတဲ့လူပေါ်တဲ့အစုတွေပါလက်ခုတ်ဂျောင်းအလူလေးဂျောင်းဘောကဂျောင်းတွေကတော့စင်စင်ရဲရဲလက်လွတ်လက်စားများတဲ့ပြောပါတော့ဘာဖြစ်ဖြစ်နှစ်စင်လုံနေကြစုံသိမ့်ပွဲကြီးဒီနေ့လဲစီကားကျွန်တော်တရွာလုံးပန်ရတော့တာကို တရားဝန်၃ယောက်ကြနဲ့အစီဝေးတက်တော့ဘောကကြောင်ကလူကြီး၃ယောက်လည်းပါတယ်ထုံစံတိုင်းပေါ်တကြီးကစွန်းသွင်းပွဲအစည်းအဝေးနေ့စဉ်နေ့တိုင်းလိုပဲစီစီကားကားဖြစ်ချင်တဲ့အကြောင်းအိုးစီဝိုင်းဒိုးဘက်ဝိုင်းနေနဲ့မနစ်ကစီစဉ်သွားတာတော်တော်လေးအဆင်ပြေတဲ့အကြောင်းဒီနေ့တော့တရားဝန်မျိုးတာဝန်ယူပြီးကြည်ကျင်ပွဲလေးလုပ်ရင်ပုံများသိမြင်မလားလို့ထင်ကြောင်းယောကလေးခေါင်တော့ကိုယ့်ရဲ့ကိုယ်ဆက်ကလေးလုပ်ပါမှယောသူယောသားတွေကြည်ကြရမှာဖြစ်ကြောင်းအမင်းရှိတော့သိမြင်ပါလေဖေရဘောဂရီပေးကြတယ် စွန်သိမ်းပွဲတွေကလည်းမိုးလေဝသကင်းမှာဆိုတော့လုံမယ်ဆိုရင်လည်းဖြစ်နိုင်တော့လော်လော်ပဲဂတိပေးလိုက်ကြတယ်။ဒါပေမဲ့အစည်းဝေးပြီးလို့အိမ်ပြန်ကြတော့စိတ်ညစ်သွားတာကဘောကကြောင့်ကလူကြီး၃ယောက်ပဲ။ဟိုင်းဘယ်နဲ့လောက်ကြမလို့တချောင်တစ်မျိုးနဲ့တောင်းဝင်ယူပြီးဇလန်းကလေး၃ယောက်ပါတဲ့။သူတို့ကျန်တဲ့နေရောင်ကလည်းဘာမှပြန်မပြောနိုင်ဘူး။ကိုကြောင့်ကြောင့်ကိုသိတာကိုထိုးစက်ကလေးနေနေသားသားထမင်းစားဖို့ဗတ်တီဗတ်တီရှာနေရတဲ့ကြောင် ပြည်ကြီးမှာတကြောင်လုံးလူတရားမပြည့်တဲ့အကြောင်းအဖူကြီးဖွားကြီးတွေကလေးတွေမိန်းမတွေနှုတ်လိုက်ရင်ယောက်ျားသားဆိုလို့ရှိလာမှ30ပေါ့အဲ့ဒီထဲမှာမှလူငယ်ဆိုလို့50ယောက်လောက်ရှိတာကျင်နေယောက်ျားသားတွေကလည်းကိုယ်အသက်ရွယ်နဲ့မျက်နှာကြည်ဖွေးသားလိမ့်မိပဲနဲ့လို့ဇက်စင်ပေါ်တက်မတော့ဂိုင်တက်ပါပြီတဲ့ဘာကကြမှာတော့ဘသူကအတင်ပေးမှာတော့သူများကြောင့်နေရဖြစ်ပါလေဆိုလို့သာကိုမခံကျင်လို့သာခေါင်းကြီးရတယ်ကျုပ်လူကြောင့်ကဘာသွားကမှာတော့ စိတ်ဆက်များညစ်ပါတယ်ပြန်လာလာရတယ်မျက်နှာမကောင်းကြဘူးရက်ကတော့ရပါသေးတယ်တရင်ကျွတ်မှဆိုတော့လုံမယ်ဆိုရင် တိုက်ဖို့ပြို့ဖို့ရက်ကလေးတော့ရတယ်ဒါပေမဲ့ဘသူဘာဆက်ကိုကမှာတော့တယောက်ကတော့အကြံပေးတယ်ကျူရူကြောင့်ကယောက်ျားလေးကနေရတယ်အထက်လူငယ်ကလာသားကဘယ်နှယောက်ရှိလို့တော့ဒီတော့ရှိတယ်ထဲကတာတော်တော့တာဝေပေးရင်ကောင်းမလားမင်းကလေးရောဘသူကမင်းသမီးလုံမှာတော့ နေနေညထမိန်တော်နိုင်နိုင်လဲနေရတဲ့ကလေးမာတွေဘယ်ဟာထမိန်အင်ကြီးရမှာတော့ဒါလည်းတော့ပါဦးအင်းများဘာလို့အမှန်တော့မသိတော့ဘူးနေပုံများตาတော့မေ့ကြည့်ပုံလူကြီးတွေကလည်းတာဝန်သာယူလာတာဘောကကြောင်ကတင်ဆက်ရမယ့်တခန်းရဲ့ပြဆက်ကိုဘလို့မှစဉ်းစားလို့မရဘူးဘာလို့လို့လုံးဝမှန်းလည်းမသိဘူးနောက်ဆုံးတော့ဂျောင်းတွေကအမြင်မူးနေတဲ့ตาတော်ကိုဆရာတင်ဖို့လုံရတော့တယ်ตาတော်ကဟိုးဆက်ဆက်ဒီဆက်ဆက်တော့ပါတယ် စီလီဝါလီနည်းနည်းပါးပါးနားလေတယ်ဒူလီစခွန်ကလေးတီးတဲ့တယ်တချင်းလေဆူတဲ့တယ်ဆိုပေမဲ့နှဲကစီချက်ဆိုရင်သူကငါးဘောက်အောက်ပြင်လုံးနဲ့အော်ကျင်အော်နေနဲ့ကောင်းပြီမဲဘောကကြောင့်မတော့သူလည်းတီးတဲ့ရှင်ဘောကကြောင့်တာတော့ပေါ့လေအေးကောင်းလုံးရင်တော့ဖြစ်မယ်ထင်တာပဲဗျာမေးကြည့်တာပေါ့တာတော့နဲ့သူ့တငယ်ချင်း၄ယောက်ကသူတို့ရှိရလူကြီး၃ယောက်ကိုအန်အော်တကြီးကြည့်နေကြတယ် ူတို့တဲ့ဂျောင်းကလူကြီးတွေကဒီလိုယုံယုံကြည်ကြည်တာဝန်ပေးတာမျိုးမရှိခဲ့ဘူးဘူးသူတို့အာကိုတယ်လို့တခါမှလည်းပြောဘူးတာမဟုတ်ဘူးမင်းတို့မရှိရင်ဂျောင်းကဘလို့မှကိုနလန်းထူမှမဟုတ်ဘူးဘောကဂျောင်းရင်ဂုံသိခေါင်းမင်းတို့ထိမ့်သိမ့်ရမယ်ဆိုတာမျိုးကိုလေသူတို့မကြဘူးဒါပေမဲ့ခဏတော့လူကြီးသုံးယောက်ကခေါ်တယ်ဆိုလို့လာကြတော့တကယ်ကိုတာဝန်ပေးနေပြီတာဝန်ကလည်းကြည်အောင်တရော်လုံးကကြည့်မဲ့ပွဲတဲ့စွန်သိမ့်ပွဲတဲ့ ကြောင်ငါးခုစလုံးကတကြောင်တစ်မျိုးအသုံးတော်ခံရမှာတဲ့ကိုကြောင်ကညံ့ရင်ကိုခံတဲ့ပြာဆက်ထိုးဆက်တခန့်ရဲ့အော်ပရာကြဲရခုခုလုတ်တဲ့ဘသူမှမစွတ်ဖက်စေရတဲ့ဘသူကမှမင်းတို့ကိုဩဇာမပေးစေရဘူးတဲ့ဘောကကြောင်မှရှိတဲ့ပစ္စည်းပစ္စည်းရကြိုက်တယ်ထဲရကြိုက်တယ်အိမ်ကယူသုံးဝင်ပြူတဲ့ဒါပေမဲ့စွန်သိမ့်ပွဲမှာတော့ဘောကကြောင်ကတောင်းဝင်ယူတင်ဆက်မဲ့အခန်းတစ်ခန်းတော့ပါကိုပါရမယ်တဲ့ကဲမင်းတို့ဖြစ်မလားတာတော့ တာရုံကလည်းသူ့ငွေချင်း၄ယောက်ကိုလှန်ကြည့်တယ်။တငွေချင်း၄ယောက်ကလည်းတာရုံပြီးရင်ပြီးတာပဲဆိုတော့တာရုံကိုပဲပြန်ကြည့်တယ်။အမေတော့ကိုကြောင်ကြောင်ကိုသိတယ်။အမီရတာဘောကကြောင်စင်ရင်လိုက်ကြတာတာတိလန်လို့ဘိန်းမှတကားကြည့်တာမဟုတ်ဘူး။ဘိန်းကမှနွားရှင်ကျိုးရစီပိုင်တာမဟုတ်ဘူး။ဟင်းရွက်ကလေးခူးလိုက် ကောက်တင်းလေးကောက်စပားလေးရိတ်နေဝန်းထာရှာရတဲ့ကြောင်မှာတခန္ဓနာတင်ဆက်ရမယ်ထိုးဆက်ဘလို့စီစဉ်မလဲ။တာရုံစဉ်းစားတယ်ခဏနေတော့မှ ရပါလေဗျာကျုပ်လုံးမယ်ဟမ်လူကြီးသုံးယောက်ကတော့ဝမ်းသာကြတာပေါ့ဆရာတော်ကလည်းလေးစားဇကြီးကိုလည်းကြောက်လို့သာတာဝန်ယူခဲ့ရတဲ့တာဝန်မခုံးပြောင်းပေးရတော့မယ်ဆိုတော့ဝမ်းသာတာပေါ့ဟုတ်မှလည်းလှုပ်ပါမောင်ရသိတ်ဟုတ်တော့ပေါ့ဗျာလူဖနေအောင်ကိုမတော်၅ယောက်ဟမ်တော်ကြီးကျုပ်တို့၅ယောက်ပဲအဲကောင်တာရုံ၅ယောက်နဲ့ပြဆက်ဖြစ်လို့လားဖြစ်ပါလေဗျာ၅ယောက်ပဲကုန်မယ် မင်းကလေးရောပြောစမ်းမင်းသမီးလှုပ်ဖို့မလှုပ်ဘူးမင်းသမီးမပောက်ဟဲမင်းသမီးမပါပဲလူငါးယောက်နဲ့ကမဲ့ဇန်လန်းသူတို့လေးမကြဘူးတော့ဝမ်းသာတဲ့ကြားကစိုးတော့စိုးရင်နေနဲ့တူပါတယ်တယောက်ကအကောင်တယောက်လုံးကြီးမဲ့ပွဲတော့မင်းပေါ့ပေါ့ဆဆတော့သဘောမထားနဲ့ငါကောင်ရမင်းစွန်တော့ငါသိပါတယ်ဒါပေမဲ့မင်းသမီးလည်းမပါပဲလူငါးယောက်နဲ့ကမဲ့ဇက်ရှိလို့လား ရပါလေဗျာစွန်သိမ့်ပွဲဆိုတော့ဘာသာရေးနဲ့ပတ်သက်ရမှာကိုဗျတန်းလေးစဉ်းစားရသေးတယ်ဘောကကြောင့်ဆင်းရင်ပေမဲ့တာရုံဖြစ်အောင်လုံနိုင်ပါလေကောင်းပါမောင်ရဒါထဝစားကိုမလို့မိညီမင်းသားဝစားတဲ့စုံနဲ့သင်္ကန်းအောင်တထဲပဲလို့တယ်ဟေးဘာကြီးလို့စိတ်ရတာပါဗျာကျွန်တော်ရှာခိုင်းတာသာရှာပေးပါတလောက်ကတော့ဖြစ်ပါတယ်ကွဂျန်နဲ့၃ယောက်ကဘာဝက်မှာတော့ဇက်ကဘာဇက်တော့ နာမည်မပြောနဲ့ဦးတခန်းရက်လိုပဲပြောထားကပ်ပြီးမှကြည့်ညမ်းမယ်ကျန်တဲ့သုံးယောက်ကလည်းဘာမှဝတ်စရာမလိုဘူးရရတယ်ဘောကကြောင့်လူကြီးသုံးယောက်ကတော့နားအောင်မလဲနိုင်တော့ဘူးလူငါးယောက်နဲ့ကမယ်တခန်းရက်တဲ့အဝတ်စားမလိုဘူးတဲ့အမျိုးသမီးမလိုဘူးတဲ့ဘာစားလဲဆိုတော့မပြောနိုင်ဘူးတဲ့လှုပ်ဝတ်တောင်ထားရအောင်မယ်တဲ့ဘာပဲဖြစ်ဖြစ်လေစွန်သိမ်ပွဲမှာဘောကကြောင့်တာတော့ရင်တခန်းရက်ပြဆက်တင်နိုင်ပြီးတာပဲဒီလိုပဲသဘောထားရတော့တာပေါ့လေ ီလူနဲ့စွန်သိမ်ပွဲနီးလာပြီးပြောပါတော့လေဆိုရင်သူများတွေကဆိုင်းတဲ့မောင်းတာတွေနဲ့တချင်းချင်းတိုက်ကြပြုတ်ကြစရော်တိုက်ကြလမိုင်းတင်ကြဆိုကြငိုကြနဲ့နောက်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 ဖြစ်နေချိန်မှာဘောကကြောင်ကတာတော်တို့ဘာမှမလုပ်သေးဘူးသူများတွေလှုပ်ကြကန်ကြတာလဲကြည်ဦးလေလက်ခုပ်ကြောင်ကတီတီရွာဝါနီစာရွဲကုန်တဲ့ဇန်တဲ့ရွှေမန်းဦးဒီမောင်ရဲ့ရွဲကုန်တဲ့ကိုတိတ်ခွေနဲ့ဖွင့်ပြီးရှေ့ကလူကတယုံဆောင်ကြမှာတဲ့တန်ဖလားကိုရွှေရောင်ဆက်ကိုကတ်သူကကတ်လို့အလူလေးကြောင်က ကိတာဂေါရမီတိတ်ခွေစားတဲ့အဝိဇ္ဇာတွေမြို့တန်ငှားလို့တဲ့ကိတာဂေါရမီလုပ်တဲ့မင်းကလေးကလည်းမန်ပါလိုက်တာတဲ့မြို့မနဲ့မင်းလန်းကတော့ချမ်းသာတဲ့လူများတော့တက်လက်တန်းနေတာကိုရင်းနေနေတဲ့တခန်းရံပြဆာကလေးနေတဲ့ဘောကကြောင့်ကတာတွန်းတို့ကတော့အေးစီးပဲတခန်းရံလုံးမဲ့တာတွန်းလဲကဖို့နှိမ့်ရဖဲလိုတာတော့သူ့ဆက်ကိုမပြောသေးဘူးသူနဲ့တွဲပဲသရုပ်ဆောင်ရမယ်လေးယောက်ကလည်းအခုတည်းကဘာလို့ရမယ်မသိသေးဘူးတကယ်ဆိုရင်တော့တိုက်ဖို့ကောင်းပြီ တိုင်သားကြဖို့ကောင်းပြီနောက်ခံဒီဝိုင်းကဘာဒီမဲဘသူကဘလို့ထွက်မဲဘသူကဘာပြောမဲဆိုတာလေအခုချိန်လောက်ဆိုရင်တီးဖို့ကောင်းပြီဒါတော့ကတော့အေးစီးပဲလူကြီးတွေကခေါင်းပူလာပြီဒါတော့ရှောင်းခိုင်းနေမင်းကြီးမင်းသားဝတ်တဲ့ဝတ်စားလေးမရှိမဲရှိမဲငါတင်ငန်းဟောင်းလေးတစ်ထည်ចောင်းကတောင်းပြီးလာပို့ထားတာတော့တခန်းရက်ကမလုံသေးတော့ဒါရုံးတို့လေးယောက်ကိုခေါ်ရတော့တာပေါ့ဒါရုံးရောက်လာတော့လူကြီးတွေကလည်းတော့ကန်သူကန်နေကြပြီဒါရုံး သူများတွေဇက်တိုက်တာပဲလိုက်ကြည့်မနေနဲ့မင်းတို့တပတ်ခါပဲဖိနှွဲခါပဲကရတော့မယ်ဘာမှလည်းမလုပ်သေးဘူးဟုတ်ရောဟုတ်ရလားကွာဟုတ်ပါတယ်ဘာကြီးကကတိညာမှာတိုက်မှာပါဟာဖြစ်ပါမလားကွာမင်းဟာကနေပေါင်းမင်းကောင်းနေကောဇလန်းစက်ကွာတိပလားမတိသေးပါဘူးပြန်မကြဘူးဘာကြီးကခဏလေးတခန်းရပါဆိုဘာသာလဲကွာဒီချိန်ရောက်ပါတော့ပြောပါတော့ကွာတို့လည်းတီးပြစေတော့ နမိတ်လေးအင်ဗုဒ္ဓဝင်လူကြီးတွေတောင်ကြောင်သွားတယ်နမိတ်လေးအင်ဗုဒ္ဓဝင်ဆိုပါလားဒီကောင်ကပြောတာပြောရတာလုံလိုက်ရင်ကြီးကြီးကျယ်ကျယ်တဲကဆိုတော့မဟုတ်ဘူးလားမပြောနိုင်ဘူးလေစိုးပါဦးမင်းဇလန်းကပါခဲလို့လေဘာကြီးကတယောက်ကငှားထားတဲ့မင်းသားဝေဆားနဲ့အလောင်းတော်တိတ်တထမင်းသားလောက်ရမယ်တယောက်ကကရုံတုံးမီယဟန်လောက်ရမယ်တယောက်ကသူတီလောက်ရမယ်တယောက်ကသူနာလောက်ရမယ်တယောက်ကသူအိုလောက်ရမယ်မင်းသမီးမလိုဘူး ဝယ်စားမလို့ဘူးတယုတ်ဆောင်စရာမလို့ဘူးဥယျာဉ်တော်မှာနမိတ်ကြီး၄ပါးမြင်တော်မူကန်းကိုပြမှာနောက်ခံကမက်ဒလင်သမားငပြူးကိုရတော်ရရာယူရရာတီးခိုင်းရုံမှာဒါပါပဲယူလေဟာလူကြီးတွေတော်တော်သဘောကျသွားတယ်ဟုတ်သားပါလားตาတော်ကိုဒါကြောင့်အားကိုးတာကြည်စမ်းသူများတွေကုံလိုက်တယ်ပတ်စံရွေးကုံနေတဲ့ကိတာကောရမီတဲ့ဝဏပထားတဲ့တို့ตาတော်ကနမိတ်ကြီးလေးအင်ဗုဒ္ဓဝင်းတဲ့တခြားစီ ကောင်းချင်းကတော့ရက်ဆက်တဲ့တည်းကနေမှာပဲဟေးကြည်စားဒီကောင်သူ့ညံသွညံသားနဲ့သူမလို့စဉ်းစားမိတာကြည်လေကြည်ကြရမယ်တရားတန်ဝေကလည်းရရမယ်ပတ်စံလည်းမကုန်ရဘူးဘလောက်ကောင်းသလဲဘောကကြောင့်ကတော့စွန်သိမ့်ပွဲမှာအာဃဘောကွယ်လူကြီးတွေကတော့တာတွန်းပြောနေပဲတာတွန်းဇက်ကိုယုံကြည်သွားတယ်အဲ့ဒီတော့မှသူ့ငယ်ချင်း၄ယောက်ကလည်းသူတို့ကအမေဇလန်းကိုသူတို့တိတော့တယ်ဘာပဲဖြစ်လေတိုင်ရက်ကလည်းကြားရက်တရက်နေ့ရက်ဖြစ်ကြတော့ဂတိညာစတိုင်ကြမယ်ပေါ့ မေဒလင်သမားကိုလည်းညကြရင်တချင်းချပြီးမယ်ပို့ရတောတရားယူရရတဲ့ကလေးပါရဲ့သူ့ကိုသူ့နာသူ့တည်မြင်မြန်လျင် ခွဲစိတ်တန်ဝေးလူတိုင်းရဲ့မြေကြာရှင်နေဝင်မယ်ဆိုတဲ့အပိုင်ကို၃လီကျော်တီးခိုင်းမယ်ပို့စွန်းသိမ့်မွေးညာကတကယ်ပွဲကတော့ဂျောင်းလေးကူကတင်ဆက်တဲ့ထိုးစက်တွေရင်းနေပဲပါတော့တယ်ဘောကကြောင့်ကနမိတ်လေးရင်ဗုဒ္ဓဝင် မတင်ဆက်နိုင်တော့ဘူးတဲ့ ။တကြီးကတော့ဘောကကြောင်ကလူကြီးသုံးယောက်ကိုမျက်စောင်းတစ်ခဲခဲအန်တကြိတ်ကြိတ်ပေါ့လေ။ကြီးကြီးကျယ်ကျယ်နမေကြီးလေးပါလေးဘာလေးနဲ့နေနေဦး။ဒင်းသူတော့လေကျင်းတဲ့။ဘောကကြောင်ကလူကြီးတွေကလည်းမျက်စီမျက်နှာပြက်လို့။ตาတော်ကတော့မိကြီးမင်းသားဝန်ဆန်းနဲ့မျက်နှာရှည်ဖွေးသားနဲ့ကျန်တဲ့လေးယောက်ကိုရှာလို့မတွေ့လို့ထင်ပါရဲ့။မျက်နှာကလေးငဲလို့ကောင်းညာသေးလားตาတော်ညာမင်းကကောင်းကြီးကောင်းရဲနဲ့ကျွန်တော်လေးတည်တည်ချာချာစီစဉ်တာပဲဗျာ ငါကတိတ်တထမင်းသားလုံမယ်ကြာယုံကယဟန်လုံငတရသူတီလုံစိန်မုံကသူနာလုံကျော်လာကသူလုံတိချအကွက်ချထားတော့ဒါပဲဘာကြီးဟာကြာယုံကကရုံးမတုံးညင်ဘူးတဲ့သင်ငန်းကြီးနဲ့မပါချင်ဘူးတဲ့တိတ်တထမင်းသားလုံမယ်တဲ့ငတရဇက်ခုံပေါ်မှာသူတီလုံပြီးပက်လက်ကြီးလုံနေမှတော့မပါတာကောင်းတယ်တဲ့ဘာလို့ရှင်တော့ဆိုတော့မင်းသားလုံမယ်တဲ့ကျော်လာလေရုပ်ကဘိုးကြီးကိုရုပ်အဲ့ဒီဘိုးကြီးကိုရုပ်ပေါက်နေလို့သူ့ကိုလှုပ်ပါဆိုတော့သူ့ကောင်မလေးကဇက်ခုံပေါ်မှာသူ့ကိုမလှုပ်ရဘူးတဲ့ လှုပ်ရင်အပြက်ဖဲတဲ့လှုပ်ချင်ရင်မင်းသားလှုပ်မရရင်မလှုပ်နဲ့လို့ပြောလို့တဲ့မစိမ်မောင်းတော့ဒီကောင်လေးမကောင်းပါဘူးပါကြီးဟာ तू ကအယိုးပေါ်ရေတင်မလို့ तू နာလှုပ်ပါဆိုတာကိုသူ့ကိုနှိမ့်နာတဲ့ငါမင်းသားလှုပ်မနေကျွန်တော်ကလည်းကျွန်တော်ဇက်ပဲကျွန်တော်မင်းသားလှုပ်ရမှာပေါ့ဒီကောင်လေးလူပါဝဝတယ်ဟေးကောင်းကွာအခုဒီကောင်လေးရောမရှိတော့ဘူးပြဘယ်နေရာသွားမှမူနေကြလဲမသိဘူးကျွန်တော်ရှာတာလဲမတွေ့ဘူး ဲ့ဒီညာသားတော်ကတော့မိညီမင်းသားဝတ်စားနဲ့မျက်နှာရှိနဲ့လူကြီးတွေကလည်းမျက်စောင်းတစ်ခဲခဲအန်တကြီးကြီးနဲ့နမိတ်လေးဗုဒ္ဓဝင်ဇက်မှာ သူ့ကိုသူနာသူတေသူယဟန်လုံးမဲ့လူမရှိတော့သားတော်လည်းဗာတတ်နိုင်မှာတော့စဲလေခံယုံဖို့သားတော်ကတော့သူ့ကိုသူနာသူတေသူယဟန်လုံးမဲ့သူ့ငယ်ချင်း၄ယောက်ကိုမြှော်တော့ကြတော့ကြပါပြီတပန်းကြောင်မှာတကြီးခေကဖြစ်ခဲ့တာပဲအကြောင်းတိုက်ဆိုင်ရင်တပန်းကြောင်သားတွေကပြောတော့ ဥပမာပေးကောင်းတော့ရည်ညာမောကြတော့ဟုတ်ကဲ့ပြီးပါပြီခင်ဗျာဒီဝိတ္ထုလေးရဲ့ဆိုလိုရင်းကတော့မင်းသမီးမပါပဲမရရအောင်ကမဟဲဆိုပြီးတော့မင်းသားမလို့ရလို့ပမာကြီးထိုးခွဲပြီးတိုင်းပြည်ကို ကြောက်ထဲကြောင်လှုပ်ခဲတဲ့ခွေးသားတစ်တိုက်ကို ဆိုလိုချင်တာပါလို့တာပါပဲ